653လေးတော့မနော်အဲ့ဇလန်းနဲ့ရမယ်ကြောက653လေးတော့ဇလန်းနဲ့ရမှာဖြစ်တယ်ပြန်ပြောပြအောင်မနော်အဲ့ဒါမင်းပြတ်ပြီးတော့ဟိုဘက်လက်ကကြပါကြပါကြတော့အစပြန်ပြောအောင်ဒီရဲ့နောက်ပေါင်းရှင်းတဲ့သူဇောင်းဝင်ရှစ်ခလက်တန်တွေကို6ထည့်လိုက်တယ်ကျွန်တော်ကတပင်းကြောပြီးတော့ဒီနောက်ပေါင်းခုနဲ့ရှစ်ခလက်တန်တွေကို5လို့ထည့်လိုက်တယ်ပေါ့ဗျာနော်6ပြီးတော့5ထည့်တယ်တပင်းကြောပြီးတော့ဒီနောက်ပေါင်းခုနဲ့5ခလက်တန်တွေကို4လို့ထည့်တယ်6 5 4လို့ထည့်လာတယ်ပေါ့ဗျာနော် တပင်ကျော်ပြီးတော့ဒီနောက်ပေါင်းလေးနဲ့ဒီကကိုယ်ကလန်တာလေးနဲ့မှာသုံးလို့ထည့်ရမှာပြောနော်ဒီ6 5လေးသုံးလမ်းကြောင်းလေးနဲ့သူကကျွန်တော်ကကိုယ်ကလန်တာလေးကိုထည့်ထားလိုက်ပြီဒီကတော့အစနေပြင်ပြင်ပြောရတယ်လိုက်ကကြက်ကြပါနော်အဲ့လိုမျိုးလေးအဲ့လိုမျိုးလေးဖြစ်နေတဲ့အဲ့လိုမျိုးဖြစ်နေတော့ဒီမှာရှိနေတာကပုံညာအလေတိုင်းလေးပေါ့ဗျာနော်ဒီမှာရှိနေတာကလည်းပုံညာအလေတိုင်းလေးမှာရှိနေတာက ခွန်အလဲတန်းလေးမရှိနေတာက3အလဲတန်းလေးပေါ့ဗျာနော်အဲ့လိုလေးရှိနေတယ်ရှိပြီးသားလေးတွေရှိပြီးသားလေးပေါ့ဗျာနော်အဲ့ရှိပြီးသားလေးတွေကဘယ်လိုဖြစ်သွားလဲဆိုတော့ဒီတုံညာအလဲတန်းလေးကသူ့ရဲ့ဒီဘက်မြင်းကုန်ပေါ့ဗျာနော်ဒီမြင်းကုန်မှာသူကစွန့်နေတာပြင်းနေမှာအဲ့ဒီတုံညာအလဲတန်းလေးကဒီနားကခွန်နောက်ဘက်ကနေကိုဘာလို့ထည့်လိုက်လဲဆိုတော့ခွန်လို့သူထည့်လိုက်တယ်ဟောခွန်လို့သူထည့်လိုက်တယ် ောက်တကဒီ၃ညအလေးတန်းလေးကလည်းခုနပုံစံတိုင်းပဲသူမြင်းကုန်မှာရှိနေတဲ့ဒီ၈ note base လေးနဲ့ကို၈လို့ထည့်လိုက်တယ်၈လို့ထည့်လိုက်တယ်ပေါ့ဗျာနော်အဲ့တော့ဒီခု note base ခုကလေးတန်းလေးကဒီမြင်းကုန်ကခုနပုံစံတိုင်းပဲဒီ၂ note base လေးနဲ့ကို၉လို့ထည့်လိုက်တယ်၉လို့ထည့်လိုက်တယ်နော်ဒါဆိုရင်ကျွန်တော်က၃ညထည့်ရမှာဖြစ်တယ်ဒီမှာ၃ကလေးတန်းလေးရှိတယ်ဒီမြင်းကုန်ကဘာနှုန်းပိတ်နေမှာကျွန်တော်တို့က၁၀ဖြစ်မှာလေ ။အနောက်ဘက်နံပါတ်10ဖြစ်ပါလေ။ဒါလေးတွေကိုဒီလို senior ပြေးကြောလေးနဲ့ထည့်လိုက်တာပေါ့ဗျာနော်။ဒီ၃ညာခါးလေးနဲ့ခွန်နောက်ဘက်လေးနဲ့ခွန်လို့ထည့်လိုက်ပါဗျာနော်။၃ညာခါးလေးနဲ့၈နောက်ဘက်လေးနဲ့ဝှစ်လို့ထည့်တယ်။ခွန်ခါးလေးနဲ့၂နောက်ဘက်လေးနဲ့၉လို့ထည့်တယ်။ခွန်၈၉လို့ထည့်လိုက်ပြီဆိုတော့10ထည့်အောင်ကျွန်တော်ဒီမှာချိနေတာ၃ရှိနေတယ်။၃ခါလက်တန်လေးနဲ့ဒီမှာဘာနောက်ဘက်နဲ့ထည့်မလဲ10ဖြစ်အောင်လို့။ခွန်ခွန်နောက်ပဲထည့်ရမှာ။နော်။ခွန်နောက်ပဲ ခေါင်းနှောက်ဝင်လေးချက်လိုက်မှာပေါ့နော်ဒါစီနီယာစီနီယာရောလေးနဲ့ပြန်ပြုတ်ပြန်ဒီနောက်ပေါင်း၈နဲ့တဲ့၈ရက်လက်တန်းနဲ့ကို6လို့ထည့်ရအောင်ပြန်နော်ဒီနောက်ပေါင်း9နဲ့၈ရက်လက်တန်းနဲ့ကို9လို့ထည့်တယ်ဒီနောက်ပေါင်း9နဲ့9လက်တန်းနဲ့ကို6လို့ထည့်တယ်ဒီနောက်ပေါင်း6နဲ့9လက်တန်းနဲ့ကို3လို့ထည့်ရအောင်ပြန်နော်6 5 4 3လို့ထည့်တယ်နောက်ပြကြတော့ဒီ3ညာခါနဲ့9နောက်ပေးနဲ့ကို9လို့ထည့်တယ်ဒီ3ညာခါနဲ့9နောက်ပေးနဲ့ကို6လို့ထည့်တယ်ဒီ9ခါနဲ့9နောက်ပေးနဲ့ကို9လို့ထည့်တယ်ဒီ3ခါနဲ့9နောက်ပေးနဲ့ကို10လို့ထည့်တယ်ပေါ့ဗျာနော်9 8 9 10ဆိုတဲ့ ညီကိုနှစ်လိုင်းနဲ့ပေါ့နော်ညီကိုနှစ်လိုင်းဒါညီကိုနှစ်လိုင်းနဲ့တို့ကဒီမှာဟိုးခါနဲ့ခုံတော့ပြီးနေကိုအတွဲလေးရတယ်ပေါ့ဗျာနော်အဲ့အတွဲလေးညင်လားမညင်လားကိုတို့ကြည့်အောင်အဲ့အတွဲလေးညင်မညင်ကြည့်အောင်လို့တဲ့ဘယ်တော့ကြည့်လဲဆိုတော့ဒီမှာရှိနေတာကဒီကနောက်ပေါင်းကူဖို့တဲ့နော်ဒီနောက်ပေါင်းကူကသူ့ရဲ့အောက်ကနောက်ပေါင်း၅နဲ့ပေါင်းလိုက်တဲ့အချိန်မှာဘယ်လိုထည့်သွားလဲဆိုတော့၄၄လို့ထည့်သွားတယ်ပေါ့ဗျာနော်၄လို့ထည့်သွားတယ်တဲ့၄လို့ထည့်သွားတယ်နော်ဟုတ်တယ်ကော ဒီမှာရှိနေတာကနောက်ပေါင်း9နောက်ပေါင်း9ကသူ့ရဲ့အောက်ကနောက်ပေါင်း6နဲ့ပေါင်းတဲ့အချိန်မှာ9လို့ထည့်တယ်။သူကလည်းစီနီယာနဲ့ပဲပြင်ပြီးတော့ချုပ်ပေးထားတယ်ပေါ့ဗျာနော်။လဲပြီးတော့9ထည့်တယ်။ဒီမှာရှိနေတာကနောက်ပေါင်း9ဒီနောက်ပေါင်း9ကလည်းသူ့ရဲ့အောက်ကနောက်ပေါင်း9နဲ့ပေါင်းတဲ့အချိန်မှာ6လို့ထည့်တယ်။4 5 6လို့ထည့်တယ်ပေါ့ဗျာနော်။အဲ့တော့4 5 6လို့ထည့်တယ်ဆိုတော့အဲ့တော့9ထီသွားရတော့မယ်။ခုနှစ်သွားကိုဒီမှာရှိနေတာကနောက်ပေါင်း1တဲ့။နောက်ပေါင်း1နဲ့ကျောင်းရတာနောက်ပေါင်း6နဲ့ဒီကွက်တီကိုသူခုန်ဖြစ်နေတယ်နော်။ဒါစီနီယာက ဘေးလိုင်းကြီးနဲ့ကြောပြနေတာဖြစ်တယ်။နော်6 5 4 3လည်းထည့်ထားတယ်ကိုအလဲတိုင်းပေါ့ဗျာနော်။နောက်တစ်ခါခွန်ရှေကိုတုံရနဲ့ထည့်ထားတယ်ခွန်နောက်ပြီပေါ့နော်အဲနှစ်ခုကိုရမ်းပြီးချုပ်ထားတာဒီနောက်ပေါင်းနှစ်ခုပေါ့နော်နောက်ပေါင်းနှစ်ခုကိုပေါင်းလိုက်တဲ့အချိန်မှာ၄လို့ထည့်လိုက်တယ်နောက်ပေါင်းနှစ်ခုကိုပေါင်းလိုက်တဲ့အချိန်မှာ၅လို့သူထည့်ထားပါတယ်နောက်ပေါင်းနှစ်ခုကိုထည့်လိုက်တဲ့အချိန်မှာ၆လို့ထည့်ထားပါတယ်ဒါဆိုရင်နောက်ပေါင်း၁နဲ့နောက်ပေါင်း၆နဲ့ဒီခွန်လို့သူကတက်ပြီးထည့်ထားတာဖြစ်တယ်ပေါ့ဗျာနော်ဒီနောက်ပေါင်း၆ကိုကျွန်တော်ကဒါစီနီယာလမ်းကြောလေးနေ ဒါထည့်ထားတာပေါ့နော်စီနီယာကျော်လေးနဲ့ထည့်ထားပြီလားဒီကောင်ငိမ်ငိမ်ကိုကျွန်တော်ကထပ်ပြီးကြည့်တဲ့အချိန်မှာဒီနာဇလန်းကဘာနဲ့လဲဆိုတော့ဒီလားလောက်ကစလိုက်မှထင်တယ်ဒီတိုင်းစတာဒီ၃ညခါနဲ့ဒီဆောင်းတင်နဲ့ကိုတက်ပေါ့ဗျာနော်၈ခါနဲ့ဒီဆောင်းသုံးနဲ့ကိုတက်ပေါ့ဗျာနော်နောက်တကဒီ၁ခါနဲ့ဆောင်းတစ်ဆင်နဲ့ကိုတက်ပေါ့ဗျာနော်နောက်တက6ခါနဲ့ဒီဆောင်းနှင်းနဲ့တက်ပေါ့ဗျာနော်အဲ့တလေးပြားနဲ့သူပြန်ချုပ်ရမှာဖြစ်တယ်တဲ့နော်အဲ့တလေးပြားနဲ့ဘယ်လိုချုပ်မလဲတလေးပြားနဲ့ကအားတဲ့နော် ဒီလေးပြားနဲ့ချုပ်ဖို့ကိုဒီမှာရှိနေတာကဒီသုံးလုံးအခွေက6နှစ်ရှိဆိုတဲ့သုံးလုံးအခွေကဘယ်လောက်လဲ6ဟုတ်တယ်အဲ့ဒီ6နဲ့သူ့ရဲ့ဘေးကနောက်ပေါင်း9နဲ့ကိုသူက1လို့သူပြန်ချုပ်ပေးထားတယ်1လို့ပြန်ချုပ်ပေးထားတာဖြစ်တယ်ဒါဆိုဒုတိယတစ်ခါသွားလိုက်အောင်ဒီမှာရှိနေတယ်ဒီသုံးလုံး9နဲ့9နဲ့ဒီမှာဘေးနားကနောက်ပေါင်း6နဲ့ကို1လို့သူကပြန်ပြီးတော့ချုပ်ပေးထားတယ်ခုနကတလေးပြားနဲ့ကိုပြန်ပြီးတော့ထိမ့်ပေးထားမှာဖြစ်တယ်เนาะဒါမှကန်လို့ရမှာဖြစ်တယ် ဒါဆိုရင်ဒီမှာရှိနေတာ699ဆိုတာ၄တဲ့အဲ့ဒီ၄ဟာသူဘေးနားကဒီနောက်ပေါင်းခုံနေကိုလေသူကတက်လို့ပဲသူထိန်းထားတယ်နော်တက်နေတက်သေးပြားကိုတက်သေးပြားနဲ့ကျွန်တော်ပြန်ထည့်မှာဖြစ်တယ်ဒါဆိုရင်ဒီမှာရှိနေတာကဒီ၃ကိုခွေရတာက9တဲ့အဲ့ဒီ9နဲ့ရောဒီတွင်းထားတယ်နောက်ပေါင်း6နဲ့ကကွက်တီကိုတက်လို့သူကတက်သေးပြားနဲ့ကိုပြန်ထိန်းထားရတာဖြစ်တယ်ဟုတ်လားနော်ဒါမှသူကန်လို့ရမှာဖြစ်တယ်တဲ့နော်အဲ့တော့69နောက်တွဲပေါ့ဗျာနော် သဘောပေါက်တယ်ထင်တယ်ပေါ့နော်သဘောပေါက်မယ်ထင်ပါလေသဘောပေါက်မယ်တင်လေးပြားနဲ့အပေါ်မှာရိုက်ထားတဲ့ဇလန်းအောင်ပဲပေါ့နော်ဒီတင်လေးပြားနဲ့ပြန်ချုပ်ရအောင်အဲ့ဒါကျွန်တော်ဒီနောက်ပေါင်း6ကိုစီနီယာ4 5 6 0ဆိုတဲ့စီနီယာဘေးလန်းနဲ့ထည့်ထားတာပေါ့ဗျာနော်ဒီနောက်ပေါင်း2ခုပေါင်းကြီး4ဒီနောက်ပေါင်း2ခုပေါင်းကြီး5ဒီနောက်ပေါင်း2ခုပေါင်းကြီး6ဒီနောက်ပေါင်း2ခုပေါင်းကြီး9ပေါ့နော်4 5 6ခုစီနီယာဘေးလန်းကိုတင်လေးပြားနဲ့ပြန်ပြီးတော့ထည့်ချုပ်ထားရတာဖြစ်တယ်ဒီ3လုံး6နဲ့နောက်ပေါင်း9နဲ့ကို1ဒီ3လုံး9နဲ့နောက်ပေါင်း6နဲ့ကို1ဒီ3လုံး4နဲ့နောက်ပေါင်း9နဲ့ကို1ဒီ3လုံး9နဲ့နောက်ပေါင်း6နဲ့ကို1ဆိုတာကို ကွက်တီချုပ်ထားတာဖြစ်တယ်69နှုတ်တွဲပေါ့ဗျာနော်အဲ့လိုချုပ်ထားပြီးတော့ထောက်ထားပြီးတော့ဇက်ရှင်လေးနှင်းလိုက်အောင်ဇက်ရှင်လေးနှင်းလိုက်အောင်ဆိုတော့ဇက်ရှင်လေးနှင်းလိုက်အောင်ဆိုတော့ကျော်ဒီ3လုံးပေါ့ဗျာနော်ဒီရင်ဆိုင်ဒီနောက်ပေါင်းရဲ့ဘေးနောက်ကဒီထက်စီရဲ့ဒီရင်ဆိုင်3လုံးပေါင်းခြင်းက1တဲ့အဲ့ဒီရင်ဆိုင်3လုံးပေါင်းခြင်း1တဲ့နော်သူ့ဘေးနားမှာရှိတယ်ဒီရှစ်ခွက်လိုက်တိုင်းလေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာရှစ်ခွက်တိုင်းလေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာကိုယ်လိုဒီတစ်လုံးနဲ့ထည့်သွားရမယ် ကိုလို့သူထည့်ပါတယ်တဲ့နော်ကိုလို့ထည့်ပါတယ်ဒါဆိုဒုတိယတစ်ခက်သွားလိုက်အောင်ဒီမှာဒီရှေပေါင်း10နဲ့တစ်ထက်စီနဲ့ဒီရှင်ဆိုင်သုံးလုံးပေါင်းရင်အတက်အဲ့ဒီတက်ကသူ့ရဲ့ဘေးနောက်ကဒီရှစ်ခလေတန်းလေးနဲ့ကိုလာသူကကိုလို့တစ်လုံးနဲ့ထည့်ထားတယ်နော်ကိုလို့တစ်လုံးနဲ့ထည့်ထားတာဖြစ်တယ်တဲ့ဒါဆိုရင်တတိယတစ်ခက်ကိုသွားလိုက်အောင်တတိယတစ်ခက်ကလည်းဒီရှေပေါင်းကိုနဲ့သူ့ဘေးနောက်က9ထက်စီနဲ့ဒီရှင်ဆိုင်သုံးလုံးပေါင်းရင်4တဲ့အဲ့ဒီ4ကသူ့ရဲ့ဘေးနောက်က9ခလေတန်းလေးနဲ့ကို သူကကိုလို့သူကတလုံးနဲ့ပဲထည့်ထားတယ်ပေါ့ဗျာနော်ကိုလို့တလုံးနဲ့ထည့်ထားတယ်ဒါဆိုရင်ကျွန်တော်ရဲ့ရောက်ကကဒီရှေပေါင်း9နဲ့ဒီဟိုတုံးနဲ့ဒီရှေပေါင်း9နဲ့9ထည့်စီနဲ့ဒီရှင်းဆိုင်တလုံးပေါင်းနဲ့10ဖြစ်နေအဲ့ဒီ10နဲ့ကျွန်တော်ကျွင်းထားတဲ့ဒီ6ခွက်လေးတိုင်းလေးနဲ့ကိုသူကကိုလို့ကွက်တီကိုသူထည့်ထားတာဖြစ်တယ်နော်ကိုလို့အဲ့လိုသူကထင်းချုပ်ထားပြီးဖြစ်တယ်ကိုလို့ထည့်ထားလိုက်ပြီးတော့ကျွန်တော်က session လေးမြင်လိုက်အောင်ပေါ့ဗျာနော်အရှင်းမထင်ပါဘူးပေါ့နော်69နောက်တွဲရတော့ နောက်ပေါင်း6ကိုတော့နှစ်ထပ်ချုပ်ပြထားတယ်ပေါ့ဗျာနော်နောက်ပေါင်း6ကိုကိုကလိုက်တိုင်းလေးကိုလည်းနှစ်ထပ်လောက်ချုပ်ပြထားတယ်ပေါ့ဗျာနော်အဲ့လိုမျိုးလေးရနေပြီတဲ့အဲ့လိုမျိုးလေးရနေတဲ့အချိန်မှာအဲ့လိုမျိုးလေးရနေတဲ့အချိန်မှာတဲ့နော်ဒီကထည့်လိုက်မှဆိုရင်တပုတ်တစ်ပဲထွက်သွားတော့မှဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ဘယ်လိုပြန်ထည့်ရမလဲဆိုတော့ကျောင်းဇက်ရှင်ကိုမြင်ရတော့မှာဟုတ်မြင်ရတော့မှာဆိုတော့ဒီမှာရှိနေတာက၃ညခါလေးတဲ့နော်၃ညခါ ။ကုံညာခါကားတဲ့သူ့ရဲ့ဘေးနားကခွာ၃နဲ့ပုံလိုက်တဲ့အချိန်မှာ၃နဲ့အဲ့ဒီ၃ကသူ့ရဲ့ဇောင်းက၆ထက်ရှိနေပုံလိုက်တဲ့အချိန်မှာ၉ကိုလို့သူပြန်ထည့်ထားတယ်။ဒီထည့်ထားတယ်လေတိုင်းထည့်ထားတယ်၉ကိုသူကတစုံပြန်ထည့်ထားတာပဲဖြစ်တယ်ပေါ့နော်။ဒါမနေ့ကလည်းပြပြပါပြီ။ဒါဆိုရင်ဒုတိယတက္ကဏီနဲ့ကဒီမှာရှိနေတာကကုံညာခါ။ကုံညာခါကသူ့ဘေးနားကခွာ၆နဲ့ပုံလိုက်တဲ့အချိန်မှာ၆ဖြစ်နေပြီ။အဲ့ဒီ၆ကဒီဇောင်းက၃ထက်ရှိနေတဲ့ကို၉လို့ထည့်ထားတယ်။ဒီ၉ကိုပေါ့နော်။ ိုးကိုပဲကိုးလို့ထည့်ထားတာဖြစ်တယ်တဲ့နောက်တစ်ခါဒိုင်းထက်ဝင်ကျွန်တော်ပြောပြရအောင်နော်ဒိုင်းထက်ဝင်အတန်နဲ့ဟိုကနေအထောက်ချက်မမြင်ကြည့်လို့လည်းမကောင်းဒီမှာရှိနေတာကလည်းခွန်အလေတိုင်းလေးတဲ့နော်ဒီခွန်အလေတိုင်းလေးရတယ်သူ့ဘေးနားကဒီကွာကိုးနဲ့ပုံလိုက်တဲ့ချိန်မှာ6ဖြစ်နေပြီအဲ့ဒီ6ကသူ့ရဲ့ဇောင်းက3ထက်စီးနဲ့ထည့်လိုက်တဲ့ချိန်မှာကိုဆိုတာလေးပဲကွတီကိုဖြစ်သွားတယ်နော်ကိုဆိုတာလေးပဲဖြစ်သွားတာဖြစ်တယ်ဒါဆိုရင်ဒီမှာရှိနေတာက3ခလက်တိုင်းလေး ဒီ3ခလက်တန်လေးရတယ်နော်သူ့ဘေးနားကဂွားကုန်းနဲ့ပုံနဲ့တဲ့ချိန်မှာနှစ်ဖြစ်နေပြီအဲ့ဒီနှစ်နဲ့သူ့ဆောင်းမှာကျွန်တော်တို့ကခွန်ထိတ်စီးလေးထည့်လိုက်တော့မှကိုးဆိုတာလေးကိုတစုံသူထည့်ရတာမှာဖြစ်တယ်နော်ကိုးဆိုတာလေးကိုတစုံထည့်ရတာမှာဖြစ်တယ်ဒါဆိုရင်ဒါလေးကိုကျွန်တော်ပြန်ကြည့်လိုက်ရအောင်လေးလုံးကြီးပဲပေါင်းထည့်ပါပါဗျာနော်ဒီ3လုံး1နဲ့6ခါနဲ့ကို6လို့ထည့်လိုက်တယ်လို့ပဲ ဒီ3လုံး3နဲ့6ထိတ်နဲ့ကိုကိုလို့သူပြုံပြန့်ထိတ်ကြတာဖြစ်တယ်ပေါ့ဗျာနော်ဒါဆိုရင်ဒီ3လုံး1နဲ့6ခါနဲ့ကိုကိုလို့ထည့်လိုက်တယ်လို့ဒီ3လုံး6နဲ့3ထိတ်နဲ့ကိုကိုလို့ပဲသူထည့်ထားတာဖြစ်တယ်ဒါဆိုရင်ဒီ3လုံး4နဲ့5ခါနဲ့ကိုကိုလို့ထည့်ထားလိုက်တယ်လို့ပဲဒီ3လုံး6နဲ့3ထိတ်နဲ့ကိုကိုလို့ထည့်ထားတာဖြစ်တယ်နော်ဒါဆိုကျွန်တော်ရောက်ကမှာကဒီ3လုံး10နဲ့6ခါနဲ့ကိုကိုလို့ထည့်ထားလိုက်တယ်လို့ပဲဒီ3လုံး2နဲ့9ထိတ်ရှိနေဒီကိုလို့သူထည့်ထားတာဖြစ်တယ်ကိုလို့ထည့်ထားတာဖြစ်တယ်ပေါ့ဗျာနော်အဲ့လိုထည့်ထားတာဖြစ်တဲ့ဝင်းလာတဲ့ခွန်ခန့်ထိတ်ရှိက ဒီနားမှာဟိုနေ့ကကျွန်တော်ချုပ်ပြထားလို့ပေါ့နော်နောက်တစ်ဆက်လည်းချုပ်ပြလို့ရသေးတယ်သူဇာလန်းနဲ့မဆိုင်လို့သားကျွန်တော်ကထဲမပြောတာပဲနေပါဒီဒီကွာ6နဲ့ဒီ6ထင်းနဲ့ကို1လို့ထည့်သွားတာပေါ့ဗျာနော်ဒီကွာ9နဲ့3ထင်းနဲ့ကို1လို့ထည့်သွားတာပေါ့ဗျာနော်ဒီကွာ9နဲ့3ထင်းနဲ့ကို1လို့ထည့်သွားတာပေါ့ဗျာနော်အဲ့တော့ဒီမှာကွာ9နဲ့9ထင်းနဲ့1လေးပြောင်းနဲ့လည်းဒါချုပ်လို့ရတယ်ပေါ့ဗျာနော်ဒါထားလိုက်ဒီကောင်က69နောက်တွဲနဲ့ဒီ9ထင်းနဲ့ကချိတ်လို့မရသေးဘူးပေါ့ဗျာနော်အဲ့အချိန်မှာဒီဘယ်လိုတော့ဘယ်လိုလုပ်မလဲဆိုတော့ဒီလိုလေးပဲချုပ်လိုက်တော့မှာဗျာနော်ခွန်ခါ4ထင်းခွန်ခါ4ထင်း6နောက်ပဲ အဲ့၃လုံးပေါင်းချင်းခွန်နဲ့သူ့ဘေးနားကဘွာ၃နဲ့ဦးဘွာ၃နဲ့ဦး30လို့သူထည့်ထားချုပ်ပေးထားတယ်ပေါ့ဗျာနော်30ဒါမှသူနောက်ကဟန်နဲ့ပူးချုပ်ပေးထားတာပေါ့ဗျာနော်ဒါမှညင်းနေကောမအောင်အဲ့တော့ဒုတိယတက်ကန်နေနဲ့တုံညာခါရဲ့1နောက်ပိတ်ကဲတစ်ထိတ်ကဲ10ပိတ်ရဲ့ဒီ6အဲ့လိုဘူးရှိတ်6နဲ့ဘေးနားကဘွာ၁နဲ့ကိုလည်း30လို့ပဲသူချုပ်ပေးထားတယ်ဖြစ်တယ်ပေါ့နော်ဇဲလိုပဲချုပ်ပြထားပြန်။ဒါဆိုတတိယတက်ကန်ရင်နဲ့၃ညခါရဲ၅ထိပ်စီရဲ၃ညနောက်ပဲရဲဒီဘူးရှိတ်က ဲ့ဒီငားနဲ့ဘေးနားကကိုကငားနဲ့ကိုလည်းသူ30လို့ပဲသူချုပ်ပေးထားတာဖြစ်တယ်နော်ဒါဆိုဒီမှာ30ချုပ်နိုင်မှာကိုက်မှာပေါ့ဗျာနော်30ချုပ်ချုပ်ကြည့်အောင်ခွန်ခါရဲ့ငားထိပ်စီရဲ့လေးနောက်ပဲရဲ့ဘူးရှိတ်က6ဖြစ်နေပြီအဲ့ဒီ6နဲ့ဒီကွာလေးနဲ့ဒီ30လို့သူကွက်တီချုပ်ပေးထားတာဖြစ်တယ်နော်30ဆိုတော့ဒီကောင်ကဒါကွာကိုပေါင်းချုပ်လိုက်တာဖြစ်တယ်ဒီထဲမှာအဝင်ကြီးချဖြစ်သွားပြီပေါ့ဗျာနော်ရှိဖြစ်သွားတာအဲ့လိုမျိုးလေးထည့်လိုက်ပြီ30လေးနဲ့ထည့်လိုက်ကြပါဦးဗျာနော်ခွန်4 6ဆိုတဲ့ခွန်နဲ့ခွာ3နဲ့30လို့ထည့်လိုက်ပြီဆိုတာ ਨੇ ဒီဟိုနှစ်ရလည်းပြခဲ့တယ်เนาะပထမလိုက်မှာပြခဲ့တယ်ထိတ်စီနောက်ပိတ်6နဲ့3နဲ့6အဲ့ဒီ6နဲ့ဒီပရိတ်1နဲ့ကို30လို့ထည့်သူပရိတ်လမ်းကြောပေါ့တခါလည်းပေးသွားပြီးပြီးတော့တဘောလေးဖြစ်သွားပြီးပေါ့ဗျာเนาะအားတော့အသက်ပေါ့เนาะနောက်တကသုံးရ18ဆိုတဲ့6နဲ့ ग्वा 1နဲ့ကို30လို့ထည့်လိုက်တယ်လို့ပဲဒီ၄ထိတ်ကွန်ပိတ်ဆိုတဲ့ဒီနှလုံး1နဲ့အောက်ကဒီပရိတ်6နဲ့ကို30လို့ပဲထည့်လိုက်ပြီးပြီးတော့စသိမ့်သွားတာပေါ့ဗျာเนาะစသိမ့်သွားတာဖြစ်တယ်ဒါဆိုရင်တတိယတကက်နေနဲ့ဟာ3ည5 3ညဆိုတဲ့9နဲ့ ग्वा 9နဲ့ကို30ထည့်လိုက်တယ်လို့ပဲဒီတစ်ထိတ်6ပိတ်ဆိုတဲ့30နဲ့ ပရိတ်30နဲ့ကို3ညလို့ပဲထည့်လိုက်ပေးပြီးတော့သူကတန်လေးကိုစက်သိမ့်ပါတယ်နော်အဲဒါကျွန်တော်တို့ကခွန်5လေးဆိုတဲ့6နဲ့ကွာလေးနဲ့ကို30လိုက်ပြီးအဲ့လို30လိုက်ပြီးဆိုရင်ဒီ9ထိတ်ကဲနှစ်အပိတ်ရည်ဒီ3ဖြစ်နေပြီအဲ9ဖြစ်နေပြီအဲ့ဒီ9နဲ့ကျွန်တော်တို့ဇက်လက်ကြီးဒီပရိတ်3နဲ့ဒီ30လို့လုံးဝသူကတိကျုပ်ထားတာဖြစ်တယ်ပေါ့ဗျာနော်အဲ့ဒီကောင်ကရှေးဘောင်းမှာရှိသေးတယ်ကျွန်တော်ပြရမယ်အကွက်မေ့ပါလေခုနှစ်ချက်လုံးချုပ်ထားပြီနော်တစီခါနောက်ပိတ်ရှေးဘောင်းနောက်ဘောင်းကွာဘောင်းပရိတ်ဆိုချုပ်ထားပြီလေဒီကောင်ကဘာနဲ့ရောဝင်နေဒါရှေးဘောင်းသုံးလိုင်းရပဲခင်းလည်းမသိဘူးနော်အဲ့ဒါရောပါတော့ဒီမှာ ထဲတော့မပြတော့ပါဘူးဒါဆိုရင်လည်းလုံလောက်ပါပြီဗျာနော်ခွန်ကိုခွန်ဒါတဲ့ပဲနော်ဒါဒီနှစ်ထဲပြန်ကြခဏန်းဖြစ်တယ်ထိတ်ဆုံးမှထွက်တာလေခွန်ခွန်ကိုရဲ့ပြန်ကြခဏန်းပေါ့ဗျာနော်ခွန်ကိုခွန်ဒါလေးတကွက်ကိုကြာရင်ထိုးတာပါဗျာနော်ကြာရင်ထိုးတာခွန်ကိုခွန်อืมတဲ့ပေါ့ဗျာနော်ဒါတဲ့ခွန်ကိုခွန်တဲ့ကြာရင်ထိုးတာပါဗျာဆက်နှစ်ကြိမ်တော့ပေါ့ဗျာနော်ကျွန်တော်ဒီအခုချိန်ကနေနှစ်ကုန်ထီကိုမမကြီး၄000ယူတယ်ပေါ့ဗျာနော်ဘယ်ချိန်မဲဝင်ဝင်၄000ယူပါလဲ အဲ့မမကြီးကမကြုံညာရတဲ့ကြာပြီဆိုကြုံညာထားတာကိုပြောနော်အားပေးမဲ့လို့ရှိရင်ပေါ်လာရင်ပေါ့အဲ့တော့ဖုန်းနံပါတ်ကတော့ကျွန်တော်ဖုန်းနံပါတ်တော့အကုန်သိမှာပေါ့ဗျာနော်ဖုန်းနံပါတ်ကဖုန်းဆက်လိုက်ပေါ့ဗျာနော်688614830ပေါ့ဗျာနော်ဟောဖုန်းဆက်လိုက်လို့ရတယ်မမဝင်ချင်းပေါ့နော်တစ်ချိန်ချင်း9000ယူတယ်ပေါ့ဗျာနော်ဒီအချိန်ကနေနှစ်ကုန်ထီကို4000ယူတယ်ပေါ့အဲ့နောက်ချိန်ဝင်ဝင်ပဲချိန်ဝင်ဝင်4000ပဲပေါ့နော်အဲ့ဒီကအဲ့တိုင်းပဲရက်သွားပြီဖြစ်တယ် ဒါလေးကကြောင်းချောင်းနားပေါ့ဗျာနော်အဲ့ဒါဒီလိုဒေကနန်းလေးကိုကြက်ကြက်တင်ငယ်ချင်းနေထိုးပေါ့ဗျာနော်ခွန်ကိုခွန်ဒေတကွက်ပြန်ကြကနန်းနေနဲ့ဒါလေးတကွက်ကိုထပ်ပြပေးလိုက်တယ်ပေါ့ဗျာနော်ကဲအားလုံးကံကောင်းပါစေချဲပေါ့ပါစေအားလုံးပဲတတ